ော်မင်းမင်းပြောတယ်လို့ဘူဝဘူဇူ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 မင်းမင်းပြောတယ်နောက်ငါးနှစ်အုပ်ချုပ်လဲဘူဇူဘူဇူမရှင်းနိုင်တဲ့ပြဿနာတွေအများကြီးကြံခဲ့ဦးမှာလို့ပြောတယ်ဘာမှမယုံမေးကြည့်လားဒီကနေ့မှာတော့ဘူဇူထုံးညက်နိုင်ကိုသူတို့တွေလူမျိုးတို့တက်ချက်မှုတူရင်းမဟုတ်ရိုဟင်ဂျာဘင်္ဂလီအရေးတွေမှာဆွဲထည့်ပြီးတော့လူမျိုးတို့တက်ချက်မှုထောက်ချောက်ဆင်ဖို့အတွက်ပြင်ဆင်ထားတယ်လို့ကျွန်တော်တို့ဒီရရှိထားပါ ဟိုင်းချရမြေပပီတူညီကိုမော်မမများအလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် March လ9ရက်နေ့ကျွန်တော်နေ့လည်းပိုင်းနေပေါ့နော်ညနေပိုင်းတော့နောက်ဆုံးရှိထားတဲ့တလန်တရင်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ခါတိုင်းလိုပဲတရင်တူလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမအဆုံးတရင်တပုတ်အနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြမျိုးတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ရုပ်အလောင်း12လောင်းနဲ့လက်နက်ခဲယမ်းချိုသိမ်းဆည်းရှိခဲ့တယ်ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်စစ်ကြောင်းထိုးနေတဲ့အင်အားနေရာလောက်ရှိတဲ့မြေပြင်ပေါ်နောက်ခြံနဲ့တပ်ဖြတ်ကတော့လင်းနေတဲ့တပ်ထဲထက်ရှိလိမ့်မယ် အခုဒီနေ့သူတို့စစ်ကြောင်းမလို့လာသေးဘူးဆိုပြီးတော့မှမိုးပြမြို့မြေပြင်မှာရှိတဲ့တော်လိုင်းရဲဘော်တူကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ကဲဒါတော့ကျွန်တော်ပေါ့နော်။ကရပြည်နယ်နဲ့ကင်းနီပြည်နယ်နဲ့ရှမ်းပြည်နယ်ဆက်ကြားမှာရှိတဲ့မိုးပြမြို့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားစစ်နကောင်လောက်ကျွန်တော်ကနေပြီးတော့မှမျိုးစားဖြစ်ပြောင်းလဲပေးနေတာဖြစ်ပြီးတော့လက်နက်ခဲချို့ကိုလည်းတင်ဆက်ရှိထားတာပဲဖြစ်ပါတယ်အခုဆိုရင်မိုးပဲမြို့တိုက်ပွဲချင်းတွေကတော်တော်လေးပြင်းထန်လာတာပြုံးမအဲ့ဒီတိုက်ပွဲကနေပြုံးမပေါ့နော်ကျွန်တော်ကရင်ပြည်နယ်ရဲ့စစ်ရေးရဲ့ချင်းတွေကိုတမျိုးတစ်ပုံပြောင်းလဲပေးနေမှာပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့လက်နက်စစ်ကြရှင်ရုရှားဘုရင်ပူတင်နဲ့မြန်မာဘုရင်ဖြစ်တဲ့သူကိုယ်တိုင်တွေ့ဆုံရမှုကမြတ်စွာဘုရားရှင်ရဲ့ဗျာဒိတ်ဒေါ်လာမဟာမိတ်ဖြစ်လက်တန်းဆိုပြမှာဗျာဒိတ်စကားကြောင့်ဆိုပြီးစကောင်းဆောင်မြောင်းလိုက်ရတယ်မြန်မာရုရှားကောင်းဆောင်ပူတင်ကိုဥအောင်ဇေယအထုပ်ပတိဆောက်ကိုပေးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ မရီယာမလာလေးနဲ့မြောက်လိုင်ကနေပြမပူတင်ကိုမော်စကိုမှာတွေ့ဆုံတဲ့အချိန်မှာမြောက်လိုင်ကနေပြမဝမ်တာယာနဲ့အဲ့လိုမျိုးပြောဆိုထားတာမှ1838ခုနှစ်မှာရေးတာထုတ်ဝေခဲ့တဲ့မာဘီတကပန္ဒိတဘွဲခံပါဠိဆရာကြီးဦးစောရေးတာတဲ့ဥအောင်ဇေယထုတ်ပတိစောင်းကို ူတင်ဟန်ကိုပြက်ခဲ့တဲ့ဆိုပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။အခုဒီမှာကျွန်တော်တို့ကြားတဲ့တိုင်းဆိုမြောက်လိုင်းရနေပြမပါနော်။ခြေတော်မပြတေးခင်းပါပဲအခုဆိုရင်သူတို့စောင်းလေရောင်းတဲ့ခြင်းတွေကိုဆက်လက်ပြီးတော့မနိုင်ငံခြားတဲ့တယ်ဆောင်သွားတာဖြစ်ပြီးတော့မြောက်လိုင်းဟာဆိုရင်တော်တော်လေးကိုမ US နဲ့လွှဲရတွေကိုအခုဆိုရင်ကဘာကိုချက်ပြတ်နေတယ်ဆိုတာကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်။ယူရတော့မယိုးယိုးယူရမှုပဲနဲ့တွတ်တခေါင်ယူနေပြီဆိုတာကတော့ကျွန်တော်တို့ပြောလို့ရနေပြီပေါ့နော်။ ကဲကျွန်တော်ဒီနေ့နေခင်းပိုင်းမှာပထမဆုံးအနေနဲ့ကြည့်ရမှာကတော့ရဲဘော်ရှန်လျာနေပြည်တော်မှာအခုဆိုရင်ကျွန်တော်မြောက်လန်နဲ့ပေါင်းပါရရနေပြည်တော်မှာပေါ့နော်ဘူချိုထွန်းမြိုင်နိုင်ကိုလူမျိုးတုံးတပြည့်မှုဆိုတဲ့ဆွဲချက်တွေနဲ့ထောင်ချောက်စင်နေပြီဆိုတဲ့အကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်ရဲဘော်ရှန်လျာဘယ်လိုမျိုးပြောထားလဲဆိုတာကျွန်တော်စာချင်လိုက်ရအောင်နော်ဒီကနေ့မှာတော့ဘူချိုထွန်းမြိုင်နိုင်ကိုသူတို့တွေလူမျိုးတုံးတပ်ချက်မှုတူရင်းမဟုတ်ရိုဟင်ဂျာဘင်္ဂလီအရေးတွေမှာဆွဲထည့်ပြီးတော့လူမျိုးတုံးတပ်ဖြတ်မှုထောင်ချောက်စင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ကျွန်တော်တို့သတင်းရရှိထားပါတယ်။အင်းဒါကြောင့်ကျွန်တော်ပြောတာကဒီရေးဟာကျွန်တော်တို့ဓမ္မပတ်တော်ဒါအားလုံးကျွန်တော်တို့တိုင်းနိုင်ငံလုံးရဲ့အရေးနဲ့ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအတွက်အရေးကြီးပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကို share ပေးဖို့လည်းကျွန်တော်မျှော်လင့်ပါတယ်။ဘာကြောင့်သူတို့ဒီလိုမျိုးနောက်ဆုံးအချိန်ဒီအထိသူတို့တွေပြင်ဆင်ထားခဲ့ကြတာလဲ။ဒေါန်ဆန်းစွတ်ကြည့်ကိုနိုင်ခံခဲ့ရပြီးပြီ။မြို့ထုံးမြတ်နိုင်ငံကိုလည်းသူတို့အဲ့လိုထောက်ချောက်တွေစင်ပါတော့မယ်။စင်ဖို့အတွက်တည်းသူတို့တွေပြင်ဆင်ပြီးပြီ။ အဲ့ဒါတွေကိုကျွန်တော်တို့နိုင်ငံတကာမှာရှိတဲ့မာဖီးယားလို့လည်းခေါ်တယ်မာဖီးယားလို့လည်းပြောလို့ရတယ်ခရိုနီတတိုက်ပူးပေါင်းကြံစီမှဖြစ်ပါတယ်ဆိုတော့ကြားဖြန့်လုပ်ငန်းတွေဟာတရုတ်မာဖီးယားလုပ်ငန်းတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ညီကိုရဲဘော်ရဲဘက်တွေမြင်အောင်ကြည့်ပေးပါကျွန်တော်တို့ပြည်သူကတော့အတိအကျတော့သိရှိပြီးဖြစ်တယ်မြင်မြင်မှာကျွန်တော်တို့ရဲဘော်တူငယ်တွေ ဘလူမျိုးကျွန်တော်တို့တော်လှန်ရေးမှဆက်လက်အသက်ရှင်နိုင်ဖို့ပြီးတော့တော်လှန်ရေးအဆုံးထိလုပ်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဉာဏ်ပညာပြည့်ဝနေဖို့အရေးကြီးတယ်ကျွန်တော်ရဲ့ညီကိုတငယ်ချင်းတို့ဟုတ်တယ်နော်ဒီစကားကိုကျွန်တော်ပြောနေတာကဒီနေ့ကျွန်တော်ရဲ့တပ်ဖွဲ့တူကျွန်တော်စီကိုဆက်သွယ်လာပါတယ် question လေးပြီးခဲ့တဲ့တိုက်ပွဲမှာရဲဘော်တူကြာသွားတယ်ဟုတ်ကဲ့ပါအဲ့ဒီရဲဘော်ရဲ့ခေါင်းကိုကြီးမှန်သွားတာပါတကယ်လို့အဲ့ဒီခေါင်းမှာကြီးကဟမ်းမှတ်ပါမယ်ဆိုရင်သူတက်ရှင်နိုင်တယ် โอเคကျွန်တော်တို့အားလုံးသိပါတယ်ရဲဘော်တို့တငယ်ချင်းတို့တို့တွေအားလုံးဒီတော်လန်ရေးမှာအဆုံးထိပါဝင် နိုင်ဖို့ငါတို့ရဲ့အသက်ကိုငါတို့ရဲ့ဉာဏ်ပညာနဲ့ငါတို့ဆောင်ရှောက်မယ်ငါတို့ရဲ့ပြည်သူပြည်မြတ်တာတွင်နဲ့ငါတို့တွေချုပ်မယ်ဟုတ်ပြီကျွန်တော်နိုင်ငံရဲ့အရေးဟာပို့ပြီးတော့အသက်ဝင်လာတယ်ပုံမှန်တိုင်းကြည့်မယ်ဆိုရင်တော့အရန်ကိုရှုပ်ထွေးနေတဲ့ပုံစံလို့ထင်ရပေမဲ့ ျွန်တော်တို့ရှင်းရမှာကတခုလည်းရှိပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုရေးကြည့်တာပါ။ဟုတ်ပြီ။ဘုကြောင့်ထုံမျက်နှာကိုသူတို့တွေအဲ့လိုမျိုးထောင်ချောက်ဆင်ဖို့ဆိုတာကလက်ရှိအချိန်မှာဘုကြောင့်ထုံမျက်နှာနဲ့အရကတတ်တော့အေအေဟစ်ဆိုတာနဲ့သူတို့အော်တိုရှုံးဘုကြောင့်ထုံမျက်နှာရလက်ရှိကျွန်တော်တို့ရဲ့တော်လှန်ရေးရဲ့စစ်သူရဲကောင်းတူတော်လှန်ရေးရဲ့ထင်ရှားဆုံးသောခေါင်းဆောင် ။တိုင်းရင်းသားတွေရဲ့အရန်ကိုလေးစားချစ်ခင်ရတဲ့ထူးချွန်ထက်မြတ်တော်ခေါင်းဆောင်။အဲ့ဒီခေါင်းဆောင်ဟာ လူလက်ပိုင်းမဲရှိပါသေးတယ်။ကဲဒီမှာရဝရှင်လေးပြောတလို့ပဲပေါ့နော်။ခုဆိုရင်မြောက်လိုင်းတို့အစိုးရနဲ့ဗြဟ္မကျော်တို့ဘူချွထွန်းမြတ်နဲ့ပါဝင်ဂျန်နက်ဒီအေစကောင်းဆောင်တွေကိုဆီရဆွေးမှုနဲ့ပေါ့နော်။ထောင်ချောက်စင်ဖိုးလို့ဆောင်တွေကြတော့ကျော်တို့တွေ့တာဖြစ်တယ်။ဘချွထွန်းမြတ်နိုင်ကိုယ်တိုင်ရင်ကလေးကလည်းပြောထားပြီးသားစကောင်းစီအနေနဲ့မင်္ဂလီအေးကိစ္စနဲ့ပတ်သက်ပြီးတော့မှသူတို့ကနေပြီးတော့မှ ဒီနေ့ကတွေမှာဆွဲချက်တင်နေဖို့ပေါ့နော်။ကျန်စီလို့ဆောင်နေကြတယ်ဆိုတဲ့ကြောင့်လည်းသူကိုယ်တိုင်ထုတ်ဖို့ပြောကြားထားတာမလို့ AA ကတော့အခုဆိုရင်နေရာကွက်ပေါက်များစွာစစ်ကောင်စီထက်ပိုပြီးတော့မှမြင်နေတယ်ဆိုတာကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်။နောက်ပြီးတော့မှသူတို့အနေနဲ့ဒီစေးဖော်ဆောင်တဲ့နေရာမှာလည်းပေါ့နော်။ လီမောင်တော်မျိုးနဲ့ဘူးတီတောင်မျိုးနဲ့စတဲ့နေရာတွေတတ်တွေမှာသူတို့အနေနဲ့ပပနဲ့နဲ့အခုဆိုရင်ကတည်းကဖြစ်ရှိနေတော့ကျတို့တွေ့ရပဲဖြစ်ပါတယ်ဒါကအေအေအနေနဲ့ဘသူကဆက်ရဆွေးမှုကိုကျူးလွန်နေလဲဆိုတာကိုသိရှိထားတာမလို့သူတို့အနေနဲ့အခုဆိုရင်နေကောက်ဖွဲ့စည်းတွေရဲ့စောင့်ရှိခံရတဲ့ဂျာထက်ကနေပြမရဟန်ပြည်ထဲမှာဆေးဖို့ဆောင်မှုတွေလုပ်နေတာပဲဖြစ်ပါတယ်အောင်မြင်မှုလဲပေါ့နော်ကြီးကြီးကျယ်ကျယ်ကိုရရှိနေတာမလို့မကြခင်မှာတော့ရဟန်ပြည်ထဲမှာရှိတဲ့ဒီမွတ်စလင်စစ်သွေးကြောအုပ်စုတွေနဲ့မြောက်နိုင်တဲ့အုပ်စုတွေရဲ့တင်းကြိုင်းမြေဖြစ်လာမယ်ဆိုတာတော့ကျတို့ပြောလို့ရနိုင်ပြီပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြော်မြင့်များနေပြီးတော့မှမြောက်လိုက်လက်ထက်ကြမှာမြန်မာပြည်မှာမွေးဆေးဝါးတွေပေါ်များလာတယ်ဆိုပြီးတော့မှပေါ့နော်ညီတော်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်ဒီကောင်တူပေါ့ဘယ်လိုမျိုးပြောထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကျွန်တော်ရိုးလေးပဲပြောမယ်မွေးဆေးဝါးပပျောက်ရေးစီမံချက်ရေးဆွဲလာတယ်ကျွန်တော်တသက်မကဘူးဆွဲလာတယ်မွေးဆေးဝါးပိုးတော်ကြီးထွားလာတယ်ပြင်ပိုးတော်ကပဲကုံသွဲပြီးတော့မွေးဆေးဝါးနဲ့ချမ်းသာလာတဲ့တတိယနဲ့လဲတာမဟုတ်ဘူးဟမ်သူတို့ပြောတဲ့စီမံချက်ကမွေးဆေးဝါးစီမံချက်ကမွေးဆေးဝါးပပျောက်ရေးစီမံချက်ကိုဆွဲကာမှမွေးဆေးဝါးနဲ့ချမ်းသာလာတဲ့ကောင်တပုံးကြီးပေါ်လာတယ် ပြောတော့အဲ့မလုတ်ခင်တော့အထီးကဘာမှမဖြစ်ဘူးအဲ့တော့အခုလဲအဲ့လိုတော့ကျွန်တော်စဉ်းစားရတယ်ဩတိုင်းပြည်မှာခင်ဗျာပြောစုဝင်ကြီးအဆင့်လောက်တောင်မှပဲကင်တွယ်လို့မရတဲ့ထိတွေ့လို့မရတဲ့ဘလို့မှအရေးယူလို့မရတဲ့လုပ်ငန်းစဉ်တွေအများကြီးဒီတိုင်းမှာရှိနေအဲ့ဒါတွေကအဲ့ဒီဥပဒေအဲ့ဒီလုံထုံးလုံးကြီးတွေအဲ့ဒီဖြစ်နေတဲ့ကြိုးနီတွေကိုရှင်းဖို့ကလွှတ်တော်လိုတယ်ပြီးတော့တကယ်ကိုတိုင်းပြည်ပေါ်စေနာရှိရဲ့ဌာနဆိုင်ရာအဆင့်ဆင့်သောခေါင်းဆောင်တွေလိုအပ်တယ်အဲ့ဒါတွေမရှိဘဲနဲ့ဒီတိုင်းပြည်မှာဘာမှပြောလို့မရဘူးခင်ဗျာချင်းချင်းပြောရရင် တ်တိရှိတဲ့ခေါင်းဆောင်တယောက်စိတ်စီရင်နာရှိတဲ့ခေါင်းဆောင်တယောက်ပေါ်ပေါက်လာပြီးတော့ပြပြတ်တက်လုံမှာမလုံရင်ဒီနားအထိုင်ကိုဟိုဘက်ရွှေ့ပို့တော့ခင်ဗျာအဆင်စင်စာတရန်အထိဒီတိုင်းမှာကျိုးနေစင်ကရှည်လျားနေတာဘယ်လိုဖြစ်မှာလဲခုကျွန်တော်ထိုင်ခဲ့တဲ့ခေါင်းဆောင်ကိုပြောတာပေါ့နော်ဒီနေ့ထားတွေမှာထဏဆိုင်ရေးပါဘယ်လိုခင်ဗျာသွားပြီးတော့တိုင်းပြည်ကိုအမြင်နေမျောနေပြောနေတော့မဖြစ်နိုင်ဘူးလေကျွန်တော်တို့ပို့နေပြောဒီတိုင်းကြီးမှာအများကြီးပြုပြင်ပြောင်းလဲပြရမှာလေအားရှိတယ်ဝင်ကြီးအဆင်ကလည်းဝင်ကြီးတွေအခုကျွန်တော်တို့မြန်မာနိုင်ငံရှိလက်ရှိဝင်ကြီးတွေဝင်ကြီးအဆင်ဖြစ်နေမြဲအဲဝင်ကြီးမလုံရဲမကန်ရဲရှိတဲ့ဝင်ကြီးတွေတပုံကြီးရာလူပြုတ်မှာကြောက်နော်ချောလာငါနဲ့ပြုတ်မှာ 6လတန်းတန်းတို့ငါမျက်ပါသွားမှာ6လတန်းတန်းတို့မှာဟိုကထုတ်လိုက်နတ်ဆက်ကအရေးပေါ်တော့6လတန်းတို့ငါဝင်ကြီးပေါ်ပါသွားမှာဆိုကြောက်တယ်ဝင်ကြီးတဘုံကြီးရေနော်ပြီးတော့မထူအောင်ကွာငါတို့မလုတာကမှမလုမရှုပ်မပြုတ်ဖြစ်ဦးမယ်လုလိုက်ခါမှငါတို့နည်းနည်းလေးပါဖြစ်တဲ့နေထိုင်နေထုတ်ပယ်ခံနေအောင်မယ်အဲ့တော့အချက်တော့ကွဲမခံနိုင်မလုမရှုပ်မပြုတ်သွားမယ်ဆိုတော့ဝင်ကြီးလေအများကြီးဒီတိုင်းမှာဆိုတော့ဒီတိုင်းမှာညုံမှုအဆင့်ညုံချုပ်အဆင့်ဌာနမှုတွေပေါ့မြို့နယ်ဌာနမှုတွေညုံမှုညုံအဆင့်အဆင့်ဆင့်တွေမှာအကုန်လုံးဟာခင်ဗျာရှင်းရှင်းလေးပြောရရင်တော့လုတာတလို့လုတ်ပြီးတော့လုတာတလို့လုဆာသွားတဲ့ဟာတွေကအများကြီးရဆက်လက်ဆက်နိုင်ဖြစ်နေတာ ပြင်ပြောင်းလဲခြင်းနဲ့တိုက်ပြိုတိုးတက်ခြင်းနဲ့တိုက်ပြိုပိုကောင်းခြင်းနဲ့အများကြီးမျှော်လင့်နေတယ်ဆိုရင်အဲ့ဒီဌာနမှုတွေစရေးစချီရစာဌာနမှုတွေညုံမှုညုံချုပ်တွေဒီအကုန်လုံးကကိုယ့်ရဲ့ mindset ကိုကိုယ်ရင်စချင်းရအောင်အင်းကိုယ့် mindset ကိုယ်ရင်စချင်းရအောင်ကိုယ့် mindset ကကိုယ်မချင်းသေးရွေးအဲ့ဒီတိုက်ပြိုကိုခင်ဗျားတို့ဘာမှမချိန်နိုင်ဘူးဘယ်သူမှမပြောင်းလဲနိုင်ဘူးအိုးမရောင်းလဲလည်းမရဘူးအိုးမရောင်းလဲလည်းခင်ဗျားချင်းချင်းနဲ့ तू လည်းမချင်းနိုင်ရင်ပြဿနာဘယ်ဘူးကြီးဒီတိုင်းမှာ तू အခုအုပ်ချုပ်နေတဲ့တန်းဒီ၄နှစ်၅နှစ်ပေါ့၅နှစ်ရဲ့နောက်လာမယ့် तू ၅နှစ်ထပ်အုပ်ချုပ်ကျွန်တော်ပြောရတယ် तू မရှင်းနိုင်တဲ့ပြဿနာတွေအများကြီးကြံခဲ့ဦးမှာထားခဲ့ရအောင်ပြောရတယ်ကြိုးပြောရတာအဲ့ဦးမြောင်လိုင်းဘာဖြစ်လဲကျွန်တော်မေးကြည့်လိုက်ပြောလိုက် ကျော်မြင့်မင်းကပြောတယ်လို့ဘိုးကဘိုးကြီးဘိုးကြီးဘိုးကြီးကိုကျော်မြင့်မင်းကပြောတယ်နောက်ငါးနှစ်အုပ်ချုပ်လဲဘိုးကြီးဘိုးကြီးမရှင်းနိုင်တဲ့ပြဿနာတွေအများကြီးကြံခဲ့ဦးမှာလို့ပြောတယ်ဘာမယုံမေးကြည့်လားတကယ်ပြောတာ तू အဲ့ဒါကိုယုံဝင်ခံရလိမ့်မယ် तू မရှင်းနိုင်တဲ့ဟာတွေတဘုံရှိသေးတယ်ဘာလို့ရှုပ်ရှက်ခတ်အောင်စဉ်စဉ်ကြီးဖြစ်လာတဲ့နှစ်ပေါင်းများစွာဖြစ်လာတယ်အများကြီးအဲ့ဒါကြောင့်ကျွန်တော်တို့ကဟိုနာဝင်ကြီးတို့က e-cigarette တို့ vape တို့အေးယူနိုင်ဖို့ဥပဒေအရလုပ်မယ်ဆိုရင်ကျွန်တော်ကပြုံးမယ်ပြုံးတယ်ရေချောင်းရောင်ရင်တော့ဒုက္ခအဲ့ပါ sorry ကျိတ်ဆက်ကြတဲ့ရိုက်လိုက်လို့ရောင်သွားပါလေပို့ပြီးရောင်လာပါလေဆိုမှအဲ့တော့မှပို့ပြီးအချက်တွေကိုယ်ဦးမယ်အဲ့တော့မလွယ်ပါဘူးညာကျွန်တော်တို့ကပွင့်လည်းပြောရအောင် မထင်ပါဘူးကျွန်တော်တို့မထင်ပါဘူးဒါတွေကဟိုကြော်ကောင်းကြားကောင်းပြောကောင်းပြောကောင်းဆိုကောင်းတက်နေတဲ့အစည်းအဝေးတွေနဲ့ပြောနေကြတဲ့ဟာတွေပဲကျွန်တော်မြင်တယ်တကယ်လက်တွေ့ action plan မှာတိတိရအကောင့်တွေပေါ်နိုင်မယ်လို့ကျွန်တော်ကတော့မညွှန်လိုက်ချက်မထားဘူးဘာလို့လဲဆိုတော့ဂျမိုင်းဝင်ကြီးတယောက်ရဲ့လုံနိုင်စွမ်းအကန့်တတ်ရှိတယ်အများကြီးတချို့ကလုံးလို့မရတပုံကြီးအဲ့ဂျမိုင်းဝင်ကြီးအဆင့်ဆိုအဲ့လောက်ပဲရှိသေးတယ်ခုဒီမှာဖြစ်နေတာဒါမှမဟုတ်သူလုံနိုင်တယ်အများကြီးရှိတယ်အဲ့ကြောင့်တချို့ဟာတွေကသူလုံးလို့မရရှိတယ် ကဲဒီမှာကျွန်မပြောသလိုပဲပေါ့နော်မြောက်လိုက်လက်ထက်ကြမှာခုဆိုရင်ကျတို့မြန်မာပြည်ထမ်းမှာတော့မွေးအစေးဝါးမှုတွေများစွာတွေ့လာရတာဖြစ်ပြမကဘာပေါ်မှာဘိန်းဆက်ပြုံးမှုအများဆုံးနိုင်ငံဖြစ်လဲခုဆိုရင်ကျတို့မှတန်းတင်ထားတာပဲဖြစ်ပါတယ်မြောက်လိုက်ရတော့ကျတို့ပြောရမယ်ဆိုတော့ခေတ်တပါဘလိုအက်စကိုဘာလိုမျိုးဖြစ်နေတာပေါ့နော်သူအနေနဲ့ခုဆိုရင်ဒီလိုမျိုးမွေးအစေးဝါးပြဿနာကိုဖြေရှင်းဖို့နေတဲ့တာတာသူကိုယ်တိုင်ကိုက ငွေစေဝါတွေထိုးတဲ့ပြင်ဟိုဆင်ရုရှားကိုပါစောင်းတွေလည်းရောင်းနေတာပဲဖြစ်ပါတယ်။ဘောမတွေဘလိုမျိုးတွေမျောလင်းချစ်တွေနဲ့ပေါ့နော်။တူဘာရဲ့လပုံကိုင်ပေါ်တွေကိုမျောလင်းပြီးတော့မှအားကိုနေကြတာလည်းတော့မသိပင်မဲ့အခုဆိုရင်တိုင်းပြည်သူလူမျိုးချွတ်ချွတ်ကြပြီးတော့မှမွဲနေရတာကမြောက်လိုက်တဲ့သူတို့ပေါင်းပါတဲ့ကိုကြိုးကြည့်တဲ့အုပ်စုတွေကြောင့်ဖြစ်တယ်ဆိုတာကိုသူတို့ကလည်းသိရှိဖို့လိုနေတာဖြစ်တယ်။အခုချိန်မှာတော့ဗီတူရီကနေပြီးတော့မှသူတို့လိုတမယာနုနေရတာဖြစ်ပြီးမှအခုဆိုရင်တိုင်းပြည်ရလဲပေါ့နော်။တော်တော်လေးကိုအဆောဆင်းထိရောက်နေတာပဲဖြစ်ပါတယ်။ ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပူတူမနဲ့ပြောတော့မှဘူဂျီနီမျိုးစင်ကိုဘယ်လိုမျိုးမျောလုံးမျောစားတွေပြောပြတော့မှစင်ခေါ်ပြောဆိုထားလဲဆိုတာတစ်ချက်တော့ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ဒီအောင်ကဝေတာတော်အတွက်ကြီးကိုကျွန်တော်တို့ဘာမေပေါ်ဆက်စုဖို့အင်အားကြီးနဲ့ဖွဲ့စည်းလေပတ်ပြီးတရားဝင်မှုကိုနိုင်ငံတကာကရရှိမှုဖြစ်စေကြိုးပမ်းနိုင်ဖို့ကျွန်တော်တို့ကိုယ်ကအစဉ်ကြောက်မှုပြုလုပ်ရတယ်ဆိုတော့ဆိုတော့ စကားသွားလာကြည့်လေအာနော်တောင်စင်ရေမရမရောက်လာရေရုရှားကနေပြန်လာလို့ရှိရင်တို့တနိုင်ငံလုံးမှာတို့အောင်ပွဲတွေတွင်ပြီးတော့ကျမတို့တက်မတော်ကြီးကတနိုင်ငံလုံးမှာရှုံးနေပြီးတော့တို့ကဖက်ဒရယ်အာမီပေါ့တို့ရဲ့အာမီတို့ပြမလုံးပြောတာဖက်ဒရယ်အာမီအဲခုကြတော့တို့ဖက်ဒရယ်အာမီမဟုတ်ပြန်အောင်တို့ရဲ့အဲတို့ဒီ PDF အမိခံထားတဲ့တို့တော်လိုင်းတက်ဖွဲ့မိခံထားတဲ့တက်မတော်ကြီးကိုနိုင်ငံတကာကနေအတိအမှတ်ပြုမှုရအောင်လုပ်မယ်ဆိုပြီးတော့ဘုံပြုတ်ကြောက်ကူလေးမျိုးစင် စကားအသွားအလာကိုကြည့်တာနဲ့တောင်းစီရင်မရကျွန်တော်ဒါအယူချီပဲပြောနေတယ်ဆိုတော့သိတာရယ်ဆိုတော့ဟိုပြောကြကူလေးပြောခဲ့တာကပြီးခဲ့တဲ့နောက်24ပထမနှစ်စာရေးကသူပြောခဲ့တာကျွန်တော်တို့ဒီတဲ့နေပြီးတော့နဲ့မိုင်း20တာဝေးတဲ့တော်ရီးတနေရောင်ပေါ်မှာရောက်နေကြပါပြီဆိုပြီးတော့ဘောပြုတ်ကြကူလေးကအောက်ဘက်ထိုင်နေတယ် နေပြီးတော့ကိုသိန်းတော်မဲနဲ့သူတို့ဝါးရဖြစ်နေနေပြီးတော့နဲ့မိုင်းနှစ်ဆယ်တောင်ဝေးတဲ့တော်ရီတင်နေရမှာသူတို့တော်လိုင်းတက်ခွင့်တွေအနေနဲ့ကတော့မိဘုံပွဲရင်နဲ့သူညစာစားပွဲကျင်းပါနေပါတယ်ဆိုပြီးတော့မနစ်ကပြောခဲ့တာအခုဆိုတနစ်ကျော်သွားပြီဒီနေ့ဒီချိန်ထိတော့နေမျိုးစင်ကတော်ရီတောင်ထဲကမထွက်နိုင်ပဲနဲ့လေးပန်းနေအောင်ပြရတယ်။တော့ဆိုတော့သူတို့ရဲ့မိုင်းနှစ်ဆယ်ခီး เนาะသူတို့ရဲ့ minus ရဲ့ key ကတနစ်တာဝါရဲ့ဒီတနစ်တာအတွက်မှာနေမျိုးစင်အချင်းကိုယူကကြားပြီးနေကတော့ပုံပုံညံ့ညံ့ကြီးသွားတာပဲဖြစ်တယ်ねဆိုတော့သူစကားထဲမှာဆိုရှင်ကျွန်တော်တို့တက်ချုပ်ကြီးရွှေရှားပြန်လိုက်ပါလို့မယ်ညာလို့မယ်ဆိုတော့ဒီနေမျိုးစင်တို့အပေါက်ပါတွေတော့ခဲ့တာကเนาะကျွန်တော်တို့လက်ရှိတက်ချုပ်ကိုပဲเนาะမြန်မာကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့တခြားမြန်မာနိုင်ငံရဲ့နေနေမိတ်အပြင်ဘက်ကိုပဲခြေလေးတလန်းလှမ်းလိုက်တာနဲ့เนาะနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပူကပဲလာဖမ်းတော့မလို့လို့ เนาะအာသူတို့အမေတော်ဆန်းစုကြည်ကငင်းငင်းလိုပဲဆုရှင်ဖြစ်တဲ့တွေကဘာကလေးစားရတယ်ငင်းငင်းလိုပဲဆုရှင်ကိုเนาะကျမတို့တက်ချုပ်ကအာနာသိမ့်ပြီးဖမ်းလိုက်တဲ့အတွက်ကျမတို့တက်ချုပ်ကြီးကိုမြန်မာနိုင်ငံအပြင်ဖတ်တာနဲ့ပင်ဝိုင်းပြီးတော့ဖမ်းတော်မူလို့အာတုတီလာတော့မလို့လို့ねသူတို့ဝါးတာဖျန့်ခဲ့တာကလောလောဆယ်မှာတော့ဆန်းစုကြည်ကပဲလိုပဲဆုရှင်ဘဝကနေပြီးတော့ရယန်းပြေးဖြစ်သွားတာပဲဖတ်တယ်ねကျမတို့ခေါင်းဆောင်ကတော့เนาะကျမတို့ခေါင်းမော့ရက်ကလမထောင်တဲ့နိုင်ငံခြားခီးစက်ကိုထွက်ခွာသွားတယ် ဘူးသူမှာတော့ကျတို့တလိုင်းရဲဘော်တွေကိုပေါ့နော်အခုဆိုရင်စောကမောကနဲ့ပြောဆိုလာတာလည်းများနေတာဖြစ်တယ်ဘူဂျီနီမျိုးစဉ်ပြောတဲ့စကားတော့ရှင်းပါတယ်ကျတို့ဒီနေ့ထက်မှနေပြီးတော့အထိသွားနိုင်ဖို့စူးစမ်းနေတာဖြစ်ပြီးတော့မြောက်လိုင်းကိုအပေးကူညီနေကြတဲ့တေးယုန်နဲ့ရုရှားကိုလည်းပေါ့နော်ကျတို့ပီတူတွေရဲ့ချင်းစာစုမယ်ဆိုတဲ့အကြောင်းပြောဆိုထားပြတဲ့နောက်ပိုင်းဘူးသူမှာနေပြီးတော့မှ မူဂျီနမျိုးစံပြခရဆရာပေါ်မှာမျိုးနှမျိုးဆက်တဲ့ဆွဆွပြောဆိုထားတာပဲဖြစ်တယ်။ကျတို့အနေနဲ့ဒီနေပြည်တော်ထိတိမ့်လိုက်ရပြီဆိုတာနဲ့ပေါ့နော်။ပုသူမဇော်ဘဟင်ကျော်စိုးကျော်မျိုးမျိုးဆက်တဲ့ပေါ့နော်။ဒီဘောမလော်ဘီတိုက်ကိုလည်းတခါတည်းမြေလန်ရှင်းပြဖို့အခုဆိုရင်ဂျာရန်နေကြတာဖြစ်တယ်။အဲ့ချိန်ကျမှပေါ့နော်။ပြောမဆိုမရှိခဲ့တဲ့ဆိုရင်တောင်းပန်ပါတယ်ဆိုတော့ပေါ့နော်။ဒီမြေရပေးမျိုးတွေနဲ့လှုပ်လာအောင်မယ်ဆိုတော့ကျတို့ဘကနဲ့ပြန်မခွန်းလည်းပေးစရာမရှိဘဲနဲ့အခုကလေးကတေချာလေးကိုတွေးတော့ပြီးတော့မှပတ်လို့ပေးစရာမပြောဖို့လိုနေတာပဲဖြစ်ပါတယ်။ ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ရက်ခွေးတကောင်ကနေပြီးတော့မှရာထူးသစ်ချင်တယ်ဆိုရင်ပိုက်ဆံပေးတော့မှဝယ်နေရတယ်ဆိုတဲ့အကြောင်းဝန်ခံပြောဆိုထားတဲ့ဟာလေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်ရာထူးရတက်ကတက်ချက်လုပ်တဲ့อืมပြောပါဦး2006 2009နဲ့ရတာပါနော်ရဲတပ်ဖွဲ့မှာရာထူးကိုစစ်ကဲတကယ်ဝယ်ယူရတယ်ဟာပြောပြင်နော်စခန်းမှုတွေနေရဝယ်ယူရတယ်နော်ကျွန်တော်ရဲတပ်ဖွဲ့ကလူကိုကြိုက်တယ်လူကိုမကြိုက်ဘူးငူကိုကြိုက်တယ် လူတွေကထက်လူကြီးတွေကနေရာတွေစကမ်းမှုတွေနေရာတွေရေတွေနေနေရာကိုဝင်လက်ဝတ်ပြီးတော့ရောင်းကြကြတယ်เนาะဒါတော့သူတက်ကြလက်သက်သက်ခုနဲ့နဲ့ဆက်ချက်တွေရှိပါဘူးอืมเนาะຢာတို့ကိုလည်းဝယ်ယူရတယ်ကျွန်တော်ညီမနိုင်ငံရဲ့တပ်ဖွဲ့မှာအဲ့လိုဖြစ်ပြနေပါဒါပေမဲ့ဒီလိုသိရအောင်လို့ကျွန်တော်တင်ပြရပါဒါပြတော့ရတယ်ပြီးတော့ကျွန်တော်ရိုက်ပြီးတော့လူကြီးတွေသိအောင်ကိုစော်မုံကြီးတို့သိအောင် ကျွန်တော်ပြောပြတာနော်ကျွန်တော်အောက်ထီငယ်သားဒီမှာဘလောက်ခံလာရလဲဟိုဒဏ်ရရတယ်နိုင်ငံတော်ပြည်တဲ့နှစ်သိမ့်ထားနော်ကျွန်တော်တို့ကျွန်တော်တို့ကမိသားစုတွေရှိတယ်ကျွန်တော်ရှမ်းမြောက်ကဒီတော့စပွဲဖြစ်ရလဲဒီလိုစစ်ဘေးဒုက္ခတွေရှောက်လာရတယ်နော်မိသားစုပွဲပြဲတဲ့ဝဲပြားနေရတယ်ကျွန်တော်ဒုက္ခရောက်တယ်နော်ညာရှိတွေစကမ်းမှုတွေထက်လူကြီးတွေနော်ကျွန်တော်တို့ ဘာမှပြန်မကြည့်နေတာပြောကြတယ်ဒါဆိုးနေပြီနော်ဒီကောင်တွေကတော့ကျွန်တော်ရပိုင်ကုန်လဲဘာမှမရှိဘူးလုပိုင်ကုန်လဲဘာမှမရှိဘူးစိုက်တော့နေတခွက်ရတယ်ဒီလောက်တခွက်ရနေရတယ်ဟိုတွဲဘက်နဲ့ကျွန်တော်တို့တာဝန်ထမ်းတော့နေရတယ်နော်ကိုတော်မင်းတို့သိအောင်တော့ကျွန်တော်ပြတ်တာယာလူပတ်သက်ပြီးဝယ်ယူရတယ်နေရာပတ်သက်ပြီးဝယ်ယူရတယ်ကျွန်တော်တို့ဒီမှာကျွန်တော်အသက်50ကျော်လေးရှိပြီကျွန်တော်လာတက်တော့လေးရှိလေးလေးရက်ကြတန်းတူပါနော် ျွန်တော်ဆိုရင်အခုဒါရခံထားရတယ်ခုနှစ်တင်လေခုတင်ပြီးဆွေးကူရတယ်ကိုယ်နဲ့ကိုယ်ကူရတယ်နော်ကျွန်တော်တို့စစ်စုပ်တက်တယ်ဆိုလဲတက်ဆိုလဲကျွန်တော်တို့၁၆ရက်ခါစားဟိုကလာကျော်ကျွန်တော်ပြောင်းလာတယ်ကျွန်တော်မှဘာထောက်ထားမှမရှိဘူးအခုချိန်သွားတက်ရတယ်ခံစားကိုခံစားရတယ်ကြရင်မှတက်ချက်ဆင်းရှိတဲ့ပေါ့နော်ရက်ခွေးတကောင်ကနေပြန်မှသူတို့အနေနဲ့အဲ့လိုမျိုးတက်ချက်ဆင်းထိရောက်ဖို့တောင်းမှပတ်စံပေးပြမဝယ်နေရတယ်ဆိုတဲ့ကြောင့်ပြောဆိုထားတာဖြစ်တဲ့ ဇော်ဘင်းကိုအားကိုးပြီးတော့မှသူကနေပြန်မှတင်ပြနေတာတော်တော်လေးယူစရာကောင်းတယ်ပေါ့နော်အဲဇော်ဘင်းကတော့အာသမာပဲဖြစ်ပြီးတော့မှခုဆိုရင်ဘာမှမလုပ်တက်မကင်တက်နဲ့သူတို့အောက်ခြေတသားတွေပြန်ပြီးတော့မှဆုံးဝပြောဆိုဆဲဆိုနေတာကိုလည်းကျွန်တော်အားလုံးကြားနေရတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အောက်ခြေကဒီရဲတပ်ဖွဲ့ဝင်တွေကတော့အခုလိုမျိုးစစ်ကောင်စီအထက်ရရှိတွေရဲ့ထိုးချွတ်ချွတ်ခံရတာဖြစ်ပြီးတော့မှအခုဆိုရင်ပိုက်ဆံပေးပြီးတော့မှရာထူးတက်ရတယ်ဆိုတဲ့အကြောင်းကိုလည်းဝန်ခံပြောဆိုထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးအကြမ်းလေးဆမ်းမှုတွေများပြီးတော့မှအချင်းပြချစားနေကြတဲ့ စတန်အမီဂျီကတော့အခုဆိုရင်သူတို့ဘောဘကြီးဥဆောင်တဲ့ပေါ့နော်လက်အောက်မှာဘုံဘုံကြောက်လဲကြနေတာကိုကျွန်တော်တွေ့တာဖြစ်ပြီးတော့မှဒီနှစ်ထဲမှာဆိုရင်အုံယုံနဲ့ကျွန်တော်အနေနဲ့မျိုးစာဖြစ်ပြောင်းလဲပြရမယ့်ဘဝတွေကိုကျွန်တော်အခုကလေးကတွေးကြည့်လို့ရနေတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ပေါ့နော်ဒီစခွေးရိုးဂိုက်တိုက်ဂိုက်တင်ပြတော့မှစုကြေးထုတ်ခွင့်ရတဲ့ဆိုပရမသူ့ကိုဝိုင်းလော်နေကြလို့ကျတို့ MND ရဲဘော်ကနေပြမှာဘယ်လိုမျိုးတုံ့ပြန်ပြောဆိုထားလဲဆိုတာတစ်ချက်တော့နားထောင်လိုက်ရအောင်နော်မင်းတို့ဖန်ဝရန်ထုတ်ထားတဲ့မောင်လောင်းကိုရေနော် ဒီနေ့တန်ရန်ထီတော့တန်ရန်ကိုလည်းနဲ့ကြော်သွားရည်နော်တန်ရန်ကိုကြော်သွားရတဲ့အချီကိုမော်လုံးဝင်သွားခဲ့တည်တယ်ဟမ်မင်းတို့ငါ့ကိုဖမ်းမြင်တိတ်ထောင်ရတာဒီမှာဝရန်ထုတ်ထားပြီးမှအခုငါတန်ရန်ကိုကြော်သွားတော့မှဘာကြောင့်ငါသွားလို့ရခဲ့တာလဲအဖြေလေးဝတ်ချက်ပြောပြမယ်နော်ဟိုးရခင်တချင်ကလည်းပင်ကလီတွေတည်ယုတ်တယ်အဲ sorry ကလာတွေတည်ယုတ်တယ်ကိုပတ်ဆံယူပြီးမှမြတ်ပေါ်နေထုတ်ပစ်လိုက်တော့မြန်မာနိုင်ငံနဲ့ဖြစ်သွားတယ်ဟုတ်တယ်မလားอืมရွေးကောက်ပွဲမှာတိုင်နေလဲလို့ပဲနော် တရုတ်လူမျိုးတွေကကလားလူမျိုးတွေကအခြားတော့တိုင်းတစ်ပါးသားတွေကပတ်စံယူပြီးမှမတ်ပေါ်နေထုတ်ပေးရတာဟုတ်ပြီလားအခုအဲ့ဒီတော့ငါဒီလေလွယ်လွယ်ကူကူလေးတွားလိုက်တာဘာကြောင့်တွားလို့ရတယ်လဲဆိုတဲ့အခါကျတော့ပတ်စံတုံးတုံးပေးလိုက်တာခိတ်မှာငါတွားလို့လာလို့ရတယ်ဟင်အဲ့ဒီလိုငွေပေးလို့ရပြီစရာမြန်မာနိုင်ငံကြီးလုံခြုံသွားပြီဟုတ်လားကင်းဆောင်နေကြတဲ့စစ်သားတွေဟုတ်လား မြန်မာနိုင်ငံလုံခြုံလိုက်ပေါ့အဲ့ဒါမျိုးဆိုရင်နော်ငါကိုတိုင်ကမှအခုတန်ရန်နေမှာပြန်လာတယ်မင်းတို့ဝန်ထမ်းထုတ်ထားလူကြီးလေဟာငါဆိုတော့ဟုတ်တယ်မလားမင်းတို့ဝန်ထမ်းထုတ်ထားလူစဉ်းစားကြည့်လူကြီးအဲ့လိုကြီးကောင်းလားတူဒီမဟုတ်ငွေတစ်ခုပဲကြည့်တာလားအဲ့ဒါတရင်တခုလေးကြားခဲ့ရပါလေတရင်တခုဆိုတာကကျွန်တော်လည်းပြောပြတာပါလေနော်ဟိုအတိကြောက်တော့ကျွန်တော်လည်းဟိုကိုယ်ကရှင်မင်းကလေးနဲ့ကျွန်တော်မတွေ့ခဲ့ဘူးအင်မတန်ချောလာတဲ့မင်းကလေးတယောက်လေအပြေပေါ်ဝင်စားလေးပဲကျွန်မလေးတဲ့အဲ့တော့ ဟိုစခန်းမှုကနေပြီးမှဘယ်လိုပြောလဲစခန်းမှုကနေပြီးမှမတင်ငါမှုနဲ့ဆိုရင်သူ့ကိုဖမ်းခေါ်လိုက်တယ်တဲ့ဖမ်းခေါ်ပြီးတဲ့အခါမှာဖမ်းခေါ်ပြီးတဲ့အခါမှာတော့သူနဲ့တူတူ၃ညတိုင်တိုင်တက်နေရတယ်ဆိုလားဒါမှလည်းအဲ့ဒါတော့ကျွန်တော်လည်းမျက်မြင်ကိုယ်တွေ့မဟုတ်ဘူးကျွန်တော်လည်းပိုင်ထားလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်လည်းမပြောဘူးကျွန်တော်ကြားခဲ့တဲ့သတင်းလေးကိုကျွန်တော်ပြောပြတာနော်အေးဟိုသတင်းအတိအကျတွေမှန်ကန်တယ်မှားတယ်ဆိုရင်တော့ကျွန်တော်စကမ်းနေရာရောလူနာမည်ရောကျွန်တော်ပြောမယ်တော့ကလူနာမည်တိရတယ်စကမ်းနာမည်တိရတယ်ဒါပေမဲ့ကျွန်တော်ဒီလက်တွေ့မဟုတ်တဲ့အကြောင်းမို့ ်လက်တွေ့မဟုတ်ရဆိုတော့ကျွန်တော်လက်ပိုင်ထားရလည်းမဟုတ်လို့ကျွန်တော်မပြောသေးဘူးနော်အဲ့ဒါကြောင့်မြန်မာပြည်ရဲ့လုံခြုံရေးရေးဒီလုံးဝစိတ်ချလို့မရတဲ့အခြေအနေကိုရောက်နေငွေပေးလိုက်ရင်အကုန်ပြီးပြီကဲဒီမှာကျွန်တော်တို့ MND ရဲ့ဘော်ပြောသလိုပဲသူ့အနေနဲ့ပေါ့နော်ဒီစစ်ကောင်စီကနေပြီးတော့မှအရှိမြတ်တိုင်းစစ်ဌာနချုပ်အသစ်ဖွင့်လိုက်တဲ့ဆိုပြီးတော့မှကြေညာထားတဲ့တိုင်းရင်းမျိုးကိုသူကိုယ်တော်တွားနေတဲ့အချိန်မှာပဲ လုံးဝဖမ်းခံရမှုမရှိဘူးဆိုတာကိုသူကိုယ်တိုင်ပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ခွေးတတက်ကတော့သူ့ကိုဖမ်းပြန်ထုတ်တယ်ဆိုပြီးတော့မှပြောဆိုနေပေမဲ့ပေါ့နော်ဂိတ်တွေမှာငွေပေးလိုက်တာနဲ့လွတ်တယ်ဆိုပြီးတော့မှသူကိုယ်တိုင်ပြောဆိုထားတာဖြစ်ပြီးတော့မှနောက်ကကျွန်တော် ဘာတွေ့ရတာလဲဆိုတော့စကောင်စီတဖွဲ့ဝင်တွေကငွေပေးပြီးဆိုရင်ကျွန်တော်မွေးဆေးဝါးဆောက်လို့ဒီတင်မောင်ခိုတွေကဆုံးပေါ့နော်အခုဆိုရင်ဒီလိုမျိုးလှုပ်ဆောင်လို့ရနေတယ်ဆိုတော့တွေ့ရတယ်ပဲဖြစ်ပါတယ်ရှေ့မှာကျွန်မင်းမင်းပြောတယ်လို့ပဲမြမပြည်မှာဒီငွေဆေးဝါးတွေများနေတယ်ဆိုတာကမြောက်လိုက်ရင်ကနေပြမအောက်ခြေသားတွေကိုဒီလိုမျိုးလှုပ်ဆောင်ခွင့်ပေးနေတာဖြစ်ပြမငွေဆေးဝါးတွေရာဆိုရင်လည်းကျွန်တော်တန်တဲ့ချီအောင်နှစ်စင်ထွက်နေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်စဉ်းစားမယ်ဆိုတော့မြမပြည်ရဲ့ရှေ့နာကဟာဒီမြောက်လိုက်တို့ဆက်နာရှင်လူသူစုထဲမှာစပီရမရှိနေဦးမယ်ဆိုရင်တော်တော်လေးကိုရင်လေးစရာကောင်းလာရတာဖြစ်ပြမ ကျွန်တော်မိဘပြည်သူတွေရဲ့ပေါ့နော်နောက်အနာဂတ်မျိုးစစ်တဲ့ရင်သွင်းငယ်တွေရဲ့အနာဂတ်တွေဟာလည်းမိမိလို့ရှိနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြောနေတာကတော့2025ခုနှစ်ထဲမှာကျွန်တော်စစ်ခွေးအိုးစုတိုက်ကိုခြေဖြစ်နိုင်ရင်ခြေဖြစ်မခြေဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်ဒီထက်ပိုပြောမှာပေါ့နော်ဆိုရတဲ့ဒီအနာဂတ်ကိုပိုင်ဆိုင်ရဖို့ရှိနေပြီဆိုတော့ကျွန်တော်ပြောရတဲ့ကျွန်တော်ဒီနေ့နေခင်မတစ်ဖြတ်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကျေးဇူးပေးကြတဲ့မိဘပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှာ မြောက်လိုက်မေးပေးတာနဲ့ကြွေးကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်